မွန်ပြည်နယ်တထုံခရိုင်အတွင်းမှာပြီးခဲ့တဲ့မေလအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာ3ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တထုံခရိုင်ထံကနေသိရပါဗျ။ပြီးခဲ့တဲ့မေလတရက်နေ့ကနေ31ရက်နေ့အတွင်းစစ်ကောင်စီတပ်ကစိုက်ထိုးပြီးလင်းတဲ့တထုံမြို့နယ်အတွင်းရှိ KNU တပ်မတဲ့ထိန်းချုပ်ထားတဲ့ကျေးရွာတွေဘက်ကိုလက်နက်ကြီးပစ်ခတ်မှု23ကြိမ်နဲ့လေကြောင်းကနေဘုံကျဲမှု16ကြိမ်ပြုလုပ်ခဲ့တာပါ။လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘီလင်းမြို့နယ်ထဲမှာအရသား2ဦးတထုံမြို့နယ်ထဲမှာအရသား2ဦးသေဆုံးခဲ့ရပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်58လုံးနဲ့ဘုံကြီးကျောင်းတစ်ကျောင်းဆေးရုံ2ရုံပျက်စီးခဲ့ပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီတပ်ဟာတိုက်ပွဲမရှိဘဲလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုထပ်မံပြုလုပ်နေလို့ဒေသခံပြည်သူတွေဟာစိုးရိမ်ကြောက်လန့်နေစိတ်နဲ့နေထိုင်နေကြရတယ်လို့ KNU တထုံခရိုင်အတွင်းရေးမှူးဘဒိုစောအင်းနိုင်ကတလွင်ထိုင်းမှုပြောပါရရှင်။ ပြီးခဲ့တဲ့မေလအတွင်းကြိုက်ထုံနဲ့ဘီလင်းမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအတပ်ဖွဲ့တွေကြားနှစ်ဖက်တိုက်ပွဲ6ကြိမ်ထပ်မံဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က9ဦးသေဆုံးက6ဦးဒဏ်ရာရရှိခဲ့တယ်လို့လက်နက်ခဲယံတချို့ကလည်းသိသိရမိခဲ့တယ်လို့ဆိုပါတယ်။တထုံခရိုင်အတွင်းရှိနှစ်ဖက်စစ်ရေးပဋိပက္ခတွေကြောင့်ဒေသခံပြည်သူ2000ကျော်ဟာဆစ်ရှောင်ခဲ့ကြရပြီးအဲ့ဒီထဲမှာ3ပုံ2ပုံလောက်သာနေရပြန်နိုင်သေးတယ်လို့ကရင်မျိုးသားစီယုံခရင်မျိုးတထုံခရိုင်ရဲ့အချက်လက်တွေကသိရပါတယ်ရှင်။